စကိုင်းတိုင်းတပည့်ရင်းမျိုးနဲ့အိုးဒိန်ရင်းရစာတဲ့ကြောင်းကိုစိုးစုကဗိုလ်ကျဲတိုက်ခိုက်မှုအတွေ့အသေးစားဒဏ်ရရှိသူတွေစေကူသားမှုခံယူပြီးတဲ့နောက်နေရက်ကိုပြန်သွားကြပြီလို့တပည့်ရင်းမျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတူကပြောပါရယ်အိုဒင်ရင်းရစာတင်ကြောင်းပုံကျဲတိုက်ခိုက်ခံရမှုဖြစ်စမှာဒဏ်ရရှိသူ100ကျော်ရှိခဲ့ပြီးအဲ့ဒီတဲကအသေးစားဒဏ်ရရှိသူတွေဟာနှစ်ပတ်ကျော်ကြာဆေးဝါးကုသမှုခံယူပြီးတဲ့နောက်အခုလိုနေရပြန်သွားတာပါ ဒါအပြင်ကိုလိုက်ရင်ကဖြတ်တောက်လိုက်ရသူတွေအပါအဝင်အပြင်းထန်ဒဏ်ရာရှိသူ42ဦးရှိခဲ့ပါတယ်။ကိုလိုက်ရင်ကဖြတ်တောက်ပြစ်ရသူတွေမှာကျောင်းဆရာတဦးနဲ့ကျောင်းသားကျောင်းသူတွေဖြစ်ပြီးတော့ခြေလက်ဖြတ်တောက်ပြစ်လိုက်ရသူနဲ့မျက်လုံးဆုံးရှုံးလိုက်ရသူတွေလည်းပါဝင်ပါတယ်။အိုဒင်နွေရစာတင်ကြောင်းဘုံကျဲခံရမှုကြောင့်တိတ်ဆုံးဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားပြီးတော့ရွာကနေအနေနဲ့စိတ်ပိုင်းဆိုင်ရာပါထိခိုက်ခံစားကြရလို့ရွာထဲမှာလက်ရှိအချိန်ထိပြန်လည်မနေထိုင်ရဲပဲတိမ်းရှောင်နေကြသူတွေလည်းရှိပါတယ်။ အဲ့ဒီအဖြစ်အပျက်ကိုမြင်သည့်ကြုံတွေ့ရသူတွေအနေနဲ့စိတ်ပိုင်းဆိုင်ရာကြီးကြီးမားမားထိခိုက်သူတွေလည်းအတော်များများရှိနေပြီးဆရာဝန်ပြဖို့ပါလိုအပ်နေရလို့တပည့်ရင်းမြို့နယ်ဆစ်ဆောင်ထောက်ပံ့ရေးအဖွဲ့တာဝန်ရှိသူတို့ကပြောပါရတယ်။